အစ္စရေးဂါဇာလက်ဘနွန်နဲ့စီးရပေါ်စစ်ပွဲဆက်လက်ဖြစ်ပွားနေချိန်မှာတရင်ကနေအပစင်အဓိကအချက်လက်တွေကိုပြန်လည်တင်ပြပေးနေပါတယ်။ဒီတပတ်ပြစ်ခတ်ရဆဲရင်စတင်ခဲ့ပြီးတဲ့နောက်46ရက်မြောက်နေ့မှာအစ္စရေးဟာဂါဇာမှာပါလက်စတိုင်းသားအနည်းဆုံး342ဦးကိုတပ်ဖြတ်ခဲ့ပါတယ်။ဂါဇာပြည်မှာရှိတဲ့ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တွေကနိုင်ငံတကာတပ်ဖွဲ့တစ်ခုဂါဇာထဲဝင်ရောက်လာမှုကိုလုံးဝညှင့်ပယ်မယ်လို့ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။လက်ဘနွန်မှာလည်း ဣဇွေရဲ့တိုက်ခတ်မှုကြောင့်လူအနည်းဆုံး14ဦးတေဆုံးခဲ့ပါတယ်။ဒီနေ့နိုဝင်ဘာ23ရက်တနင်္ဂနွေဖြစ်တဲ့2023ခုနှစ်အောက်တိုဘာဂရဲကဣဇွေတိုက်ခတ်မှုကြောင့်ဂါဇာမှာတေဆုံးသူစုစုပေါင်း6,933ဦးထက်မနည်းရှိလာခဲ့ပြီဖြစ်တယ်။စနေနေ့ကတည်းကဂါဇာမှာအစ္စရေးတိုက်ခိုက်မှုကြောင့်ပါလက်စတိုင်းသားအနည်းဆုံး24ဦးတေဆုံးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာအစ္စရေးတပ်ဖွဲ့ဆုတ်ခွာပြီးတဲ့ <laughs> ဖြစ်တဲ့အဝါရောက်မြင်းအတွင်းနဲ့အပြင်ဘက်နေရာတွေမှာဖြစ်ပွားခဲ့တာဖြစ်တယ်။အဂျာစီရဒင်းတောင်းဟာနီဟမောကဂါဇာမြို့နေပေါ့ဒင်းပို့တဲ့အချက်ကသူကပြောလဲဆိုတော့ဒီတက်ခတ်မှုတွေပြီးခဲ့တဲ့နိုင်ရီအတွင်းမှာပဲတတိပေးချက်လုံးဝမရှိပဲဖြစ်ပွားခဲ့တာပါ။လူတွေကိုလုံးဝအာအသင့်သွားစေခဲ့ပါတယ်။ကြောင်ကျုံပြီးထိလိုက်နေကြတယ်။ဒါဟာလူတွေအမြင်ပြောနေကြအချက်ကိုထပ်မံတက်တည်ပြလိုက်တာပဲဖြစ်တယ်။ပြေခါရဆယ်ကြီးဆိုတာဆာရွက်ပေါ်မှာရှိတယ်။အစ်ဇွေကအစမပြချူပေါင်းနေတယ်လို့ဆိုပါတယ်။ သူကဆက်ပြီးတော့ပြောလဲဆိုတော့အဝါရောင်မြင်းအတွင်းအေဇွေထင်းချုပ်ထားတဲ့နေရာတွေကိုဖျက်ဆီးနေတယ်လို့မြင်းအပြင်ဘက်ကနေရာတွေကိုလည်းထိုက်ကိုက်နေပါတယ်။အဲ့ဒီနေရာတွေကဂါဇာမြို့အနောက်ပိုင်းနဲ့အလဲပိုင်းခိုလုံနေတဲ့လူထူထားတဲ့နေရာတွေဖြစ်ပါတယ်။သူတို့အိမ်တွေကအဝါရောင်မြင်းအတွင်းအေဇွေစစ်တပ်ထင်းချုပ်ထားတဲ့နေရာတွေမှာရှိနေလို့အိမ်ပြန်လို့မရဘူးလို့ဆိုပါတယ်။ဒီတက္ကမှုတွေဟာအပြစ်ခရရဆေးရေဘလောက်ပျက်စီးလွယ်တယ်လဲဆိုတော့ကိုပြင်းပြတဲ့တန်းတတိပေးနေပါဗျာ ဟာမတ်စ်နဲ့အခြားပါလက်စတိုင်းလက်နက်ကင်အဖွဲ့တွေဟာအမေရိကန်ရဲ့တည်ငြိမ်ရေးအစီအစဉ်ကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်။အဲဒီအစီအစဉ်မှာနိုင်ငံတကာအတပ်ဖွဲ့တစ်ခုဂါဇာတဲဝင်ရောက်ရန်ပါဝင်ပါတယ်။တနင်္ဂနွေနေ့ကကုလသမဂ္ဂကဒီအစီအစဉ်ကိုထောက်ခံတဲ့ဆိုးပြချက်တစ်ခုအတည်ပြုခဲ့ပါတယ်။အဂျာစီယာနေတော့ထာရက်အဘူအဇန်ကဂါဇာအလယ်ပိုင်းကိုတင်ပို့တာကတော့ပါလက်စတိုင်းလက်နက်ကင်အဖွဲ့တွေရဲ့ တို့ပြန်ချက်ဟာတရားဝင်မှုအကြတဲ့တခုကိုပြသနေပါတယ်စစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့နိုင်ငံရေးလေဟာနယ်ကိုပြည်တွင်းပြိုကွဲမှုကြောင့်မဟုတ်ဘဲနိုင်ငံခြားတပ်ဖွဲ့ဝင်တွေလာပြီးအာဏာရယူခွင့်မရှိဘူးလို့ဆိုနေကြပါတယ်နိုင်ငံတကာတပ်ဖွဲ့ခေါ်လာရင်ဂါဇာပြည်သူတွေကိုဘယ်သူကိုစားပြုမလဲဆိုတဲ့အဓိကမိငုံတွေကိုရှောင်လွှဲသွားစီမှာဖြစ်ပါတယ်ဒါဟာဂါဇာတစ်ခုလုံးကိုဂါဇာပြည်သူတွေမပါဘဲစီမံအစီအစဉ်တစ်ခုလုံးနေတာဆိုတာပြသနေနေတဲ့အတွက်ကြောင့်အရန်ကိုအရေးအနေကြီးတယ်လို့ပြောခဲ့ပါတယ် ဒီတစ်ပတ်အတွင်းလူအ ਨੇ ဆုံး၁၄ဦးတည်ဆုံးခဲ့ရတယ်။အစ္စရေးက Hezbollah အခြေပြုအဆောင်အုံတွေကိုပြမထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့အဂျာစီးရာဒင်းတောက်ဇီနာခွန်တာကအမြဲတမ်းမမှန်ကန်ဘူးလို့ပေါ်ပြပါတယ်။လက်မနော်တောင်ဘက်ဘလီတာမြို့မှာအာလီဆိုတဲ့သူတဦးကဒင်းတောက်တွေကိုတွင်းခေါ်သွားပြီးတော့မှဒါစစ်ရင်နေရမဟုတ်ဘူးလို့ပြသက်ခဲ့ပါတယ်။ဒီမီတာစုဟာကြောင်ကျွမှုထဲမှာနေထိုင်နေရပြီးသွားစရာနေရာလည်းမရှိပါဘူး။ အေဇွေးစစ်တပ်ကဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့မြေပုံထဲမှာသူတို့အိမ်ကိုဟေ့စပိုတာစစ်ကြီးနေရလို့အမအတာလုထားခဲ့ပါတယ်။အလီကဒါလုံးဝမမှန်ဘူးလက်နက်တစုံတရာမရှိဘူးလက်ဗနွန်တပ်မတော်ကလာရှင်းပေးဖို့စောင့်နေပါတယ်လို့ပြောကြားခဲ့ပါတယ်။မြို့လက်ကောင်မှာအေဇွေးကအင်ချင်တဒါဇင်နဲ့ချင်တိုက်ခတ်မယ်လို့ခြေချောက်ပြီးတဲ့နောက်လက်ဗနွန်တပ်မတော်ရောက်ရှိလာခဲ့ပါတယ်။ကုလသမဂ္ဂညီညာညီတပ်ဖွဲ့ဝင်လည်းရှိနေခဲ့ပါတယ်။ဟစ်ပိုလာနဲ့ ဖြတ်သိမ်းရေးလုပ်ငန်းစဉ်ကိုပုံမမြန်ဆန်စေဖို့လေဗနွန်တပ်မတော်အပေါ်ပေးအားဖိအားတွေများလာနေပါတယ်။တရင်တော့ကတပ်ဖွဲ့ဝင်တွေနဲ့ပါသွားခဲ့ပေမဲ့ရိုက်ကူးခွင့်မပြုခဲ့ပါဘူး။ဒါဣဇရေးတောင်းဆိုချက်ဖြစ်ပါတယ်။ဣဇရေးကစီးရဲတောင်ပိုင်းမှာစီရဲလုံဆောင်မှုပုံမတွေ့မြင်လာနေပါတယ်။ပါရှားအစဟတ်အစိုးရပို့ပြုတ်ကွက်ပြီးခဲ့ပြီးတနည်းနေပါအကြမ်းမှာနေမြစ်တွေကိုတိမ်ပိုက်ခဲ့ပါတယ်။အကြစီရရင်တော့ အိုဆာမာကဘိုရိုနေမှာ ပြောတာကတော့သူကဣဇွေစစ်စင်ကြီးတွေပိုရဲရင်လာတယ်ပိုများပြားလာတယ်ပိုပြင်းထန်လာတယ်လို့ဆိုပါတယ်ဂျူနီထရာပြည်နယ်တခြားဣဇွေတင်ကားတွေကစစ်ရေးစစ်စစ်ရေးဂိတ်တွေကို ထောင်ထားပါတယ်စစ်စစ်ရေးတပ်ဖွဲ့တွေကလမ်းတွေပိတ်ဆို့ထားပြီးအရသာတွေကိုရပ်တန့်စစ်ဆေးပါတယ်အချို့အရသာတွေပျောက်ဆုံးသွားခဲ့ပါတယ်ဣဇွေကဒီလောက်ရတွေကိုလုံခြုံရေးစစ်စင်ရေးလို့ခေါ်ပါတယ်စီးရီးယားအနာပိုင်တွေနဲ့လူအခွင့်ရေးအဖွဲ့တွေကတော့ ပြန်ပြည့်စုံမှုဒါမှမဟုတ်တရားမဲ့ဖန်ဆင်းမှုလို့ခေါ်ဆိုကြပါတယ်။လွန်ခဲ့တဲ့ဇေတရဘအနေနဲ့အတွင်းမှာလူပေါင်း40ကျပ်ဖန်ဆင်းခံခဲ့ရကြောင်းသိရပါတယ်။ဒေသခံတွေကဂိုလန်ကုန်းပြည်မြေကိုပြောင်းအောင်ဆုံးတိမ်ပိုက်ခြင်းကသူ့မိသားစုဘလို့နေနေခဲ့ရတယ်ဆိုတာစီးရတမနာကဒတိယနေ့တင်တယ်လို့ပြောဆိုခဲ့ပါတယ်။အစိုးရရာရှိတွေကတန်တမာနီလန်းတွေနဲ့ဖြစ်ရှင်းဖို့ကြိုးစားနေတယ်လို့ဆိုပေမဲ့ပြောဆုံးသွားသူတွေမပြန်လာမချင်းဒီစကားတွေကစိတ်အေးမှုမပေးနိုင်ပါဘူး။